အလုံးမမင်္ဂလာပါဘလုံးချင်းညီကိုရင်းနေကောင်းချမ်းမှချမ်းသာကြပါစေကျွန်တော် YouTube channel လေးရနဲ့ကြိုးကြတယ် England Premier League ပွဲစဉ်ဆင်က Aston Villa နဲ့ Arsenal ရဲ့စနေနေ့ညမြန်မာစံတော်ချိန်9:00နာရီမှာကစားမယ့်ပွဲစဉ် Arsenal အသင်းက level 99ပေါင်းချင်းနှလုံး60ဖွင့်ထားတွေ့ရတယ်ပေါ့နော် Arsenal Ascent Villa Ascent 3ဒီနှစ်စလုံးကတော့ Europa ပွဲစဉ်တွေလည်းကစားဖို့ရှိတယ်ပေါ့နော် Champions League ကမယ် Europa League ကံရရှိတယ်ပေါ့နော် ဒါအက်စတိုမီလာအိမ်ဝင်းမှာကစားထားတာတွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်အိမ်ဝင်းဘွဲစင်တွေကတော်တော်လေးကောင်းတယ်ပေါ့နော်နောက်ဆုံး၅ဘွဲဇက်လန်နိုင်ထားတယ်ဖူလမ်တို့ဘန်လီတို့မန်စီးတီးတို့ဘိုမောက်တို့တို့အကုန်လုံးနိုင်ထားတယ်ပေါ့နော်အတူရှုံးထားတာကတော့ဒီဘွဲမရှိခဲ့တာခရစ်စတာပဲလစ်ကိုတရီစီနဲ့ရှုံးတယ်ပေါ့နော်အိမ်ဝင်းမှာတစ်ခါကအစင်နဲ့အတင်းအဝေးဝင်းဘွဲစင်တွေကိုကြည့်မယ်ဆိုလို့ရှိရင်သူကလည်းတပွဲတည်းရှုံးထားတယ်လီဗာပူးပေါ့နော်နိုင်ထားတာမန်ယူရှိမယ်နျူကာဆယ်ဖူဟန် ပန်လီပေါ့နော်နောက်ဆုံးနှစ်ပွဲဆက်တော့တည်တည်ကြပြီးကြီးတွေရှုံးထားတဲ့ဆန်ဒလန်22နဲ့เชลซี11ပေါ့နော်ဘကအစနေအတင်းရတယ်ဒီပွဲစဉ်ပြီးလို့ရှိရင်ချန်ပီယံလိပေါ့နော်ဒါကလပ်ဘရူဂါနဲ့ဝေဝင်တက်ကံမို့လို့ရှိတယ်ချန်ပီယံလိကိုအလောက်ထိဦးစားပေးမလို့တော့မထင်ဘူးပေါ့နော်ကလပ်ဘရူဂါကသူ့ထက်အများကြီးနိုင်ပါတယ်ပြီးလို့ရှိရင်ဒါချန်ပီယံလိမှာဆိုတော့သူတို့ဇေယျရဲ့အထက်ပိုင်းမှာရှိရဆိုတော့ဒီပွဲကိုတည်တည်ကြသွားလဲပြဿနာမရှိသေးဘူးပေါ့နော်အရေးကြီးတာကပရီးမီးယားလိမှာအရင်စိုက်တာဘူးကအရေးကြီးတယ်ပေါ့နော် အဖေနဲ့အတင်းကတော့ဒါဒီဆန္ဒလာပိုင်းမှာကစားခဲ့တဲ့ဒါ brand phone နဲ့ပွဲစင်မှာတော့သူတို့ 2G ဆိုရကြလားနဲ့အိမ်ခွဲမှာတော့အဆင်နဲ့တအားကောင်းတယ်ပေါ့နော်အဝေးခွင်ပွဲစင်နေမှာဆိုရင်တော့ကြည့်ကြည့်ပေါ့နော်တအားကြီးဟိုကူပြက်ကြီးနိုင်တာမျိုးတွေကတော့မတွေ့ရဘူးပေါ့နော်ကူပြက်လုံးဝ 3G 4G လိုနိုင်တာမျိုးတွေ့ရအောင်နိုင်ကပ်ပြီးနိုင်နိုင်မယ်တည်ကြရင်ကြမယ်ပေါ့နော်အဲ့လိုပုံစံမျိုးလေးတွေတွေ့ရတယ်ပြီးလာအတင်းကလည်းအခုသူနောက်ပိုင်းတွေတော်တော်လေးပြန်ကောင်းလာတယ်ပေါ့နော် အဗီလာအတင်းဆိုလို့ရှင်ဒါပြိုင်ပွဲဆုံးဒါယူရိုပါလိပွဲအပါပေါ့နော်နောက်ဆုံး6ပွဲဆက်လုံးဝရှုံးမဲ့မတွေ့သေးဘူးဒါပြီးခဲ့တဲ့တစ်ခေါက်ကလည်းဒါဂျာယက်ကလည်း Brighton အတင်းကကြီးပေးတာပေါ့နော်ဒီတစ်ခါကလည်းအင်ဝင်လည်းဖြစ်နေတဲ့အဝေးဝင်အတင်းဖြစ်တဲ့အဆင်နဲ့ကြီးပြန်ပေးထားတာပေါ့နော်ဒီပွဲစဉ်ကတော်တော်လေးစိတ်ဝင်စားမှုလည်းကောင်းပါတယ်ဒါဗီလာအတင်းကလည်းဒါယူရိုပါလိမှာဆိုသူတို့လည်း ဒါတကယ်လို့တည်ကြရောင်းလာသူတို့တော့ဘာမှပြဿနာမရှိသေးဘူးဗောနော်ဒီဒီယူရိုပါလိပွဲစဉ်မှာဗောနော်အဓိကသူတို့အာဆင်နယ်နဲ့ပွဲဝယ်အောင်စိုက်ထားမလို့တောင်းတမိတယ်ဗောနော်ဒီနှစ်တရက်ရင်တော့ head to head ကိုကြီးလိုက်မှဆိုရင်အာဆင်အသင်းကဒါနောက်ဆုံးနှစ်ချိန်ဗောနော်လုံးဝဆုံးထားတာမတွေ့ရသေးဘူးဗောနော်ဘီလာကို2စီးနဲ့2 2ဆိုမှဆော့ထားတာတွေ့ရတယ်ဒီပွဲစဉ်မှာဖွင့်ထားတဲ့ဒါဝိုင်းဆွဲပေါက်ကြီးတွေကိုကြီးမှဆိုလို့ရှိရင်ဘီလာအနိုင်ကို လေးစတရီကိုသုံးစအစနဲ့အနိုင်ကိုပြ90တော့ပေးထားတယ်ကျွန်တော်ဒီပွဲစဉ်မှာဒါဗီလာအတင်းဘော်ဒီကြိုက်ပါတယ်နောက်ထပ်တစ်ပွဲကလည်းအင်္ဂလန်ပရီးမီးယားလေးပဲဖြစ်ပါတယ်ဒါဘုံမောင်းနဲ့ချယ်ဆီတို့ရဲ့ပွဲစဉ်ဖြစ်တယ်ပေါ့နော်ဒါအဝေးဝင်းချယ်ဆီက level 40ကိုပေါင်းကြီး3090ဆိုမှပေးထားပါတယ်ဘုံမောင်းကတော့တော်တော်လေးအခြေအနေစိုးနေတယ်ပေါ့နော်ချယ်ဆီအဆင့်လေးဘုံမောင်းအဆင့်74မှာရှိတယ် ချဲစီရဲ့တင်းကတော့ဥရောပပွဲစဉ်ဖြစ်တဲ့တာချန်ပီယံလိလကစားဖို့ရှိတယ်ပေါ့နော်ချဲစီကဝေးဝင်း၃ပွဲဆက်လက်ကစားရဖို့ရှိတယ်နဲ့တူပါတယ်ချဲစီရဲ့တင်းကိုကြည့်လိုက်မှဆိုလို့ရှိရင်ဒါအာဆင်နယ်အင်္ဂွဲမှာဆော့ပဲပေါ့နော်ပြီးလို့ရှိရင်လစ်ယူနိုက်တက်အဝေးဝင်းဘုံမအဝေးဝင်းနဲ့အတလန်တာဒီ၃ပွဲမှာဆိုရင်အနည်းဆုံး၂ပွဲတော့ချော်ရင်ချော်မယ်ပေါ့နော်ဒီစနလပိုင်းမှာကန်ထားတာဒီဒီ၃ပွဲအဝေးဝင်း၃ပွဲမှာတပွဲမှအနည်းဆုံး၂ပွဲတော့ချော်ဖို့ရှိရလို့ထင်တယ်ကျွန်တော် ဒါတော့ပြီးတော့ခံစစ်ကလည်းဒါနောက်ဆုံးနှစ်ပွဲမှာဂိုးတွေပြန်ပေးထားတယ်ပေါ့နော်။လီဒ်ယူနိုက်တက်ကို3ဂိုးနဲ့အာဆင်နယ်တက်ကို4ဂိုးတောင်ပေးထားတာပေါ့နော်။ဘုံမောက်အတင်းကလည်းဒါအင်္ဂွန်ပွဲစဉ်တွေမှာဆိုလို့ရှိရင်တော့မဆိုးဘူးလို့ပြောရမယ်။ပြီးခဲ့တဲ့တပတ်ကတည်းကပြီးခဲ့တဲ့ဂျာယက်ကပေါ့နော်အေဗာတန်အတင်းကိုမထင်မှတ်ပက်တာပေါ့နော်။ဂျာဂီလစ်ကန်လိုက်တဲ့အလုံးကလူထိပ်ပြီးလမ်းကြောင်းလဲပြီးဝင်သွားတာပါ။ဒီပွဲစဉ်မှာကြည့်လိုက်မှာဆိုဘုံမောက်အတင်းအများကြီးကောင်းပါတယ်။ဆယ်ရည်အတင်းကတော့ဒါမရှိမလားဘောနော်လစ်ယူနိုက်တက်ကိုရှုံးခဲ့တယ် ဘိုးတွေလည်းအများကြီးတွင်းခံထားရတယ်ပေါ့နော်အဲဒီတော့အစင်လာပိုင်းနဲ့ head to head ကိုကြည့်မှဆိုလို့ရှိရင်တော့ Chelsea ရဲ့သင်္ကန်းနောက်ဆုံးနှစ်ပွဲပေါ့နော်2024-25ရာသီတုန်းကတော့ဒါဘုံမအတင်းကိုရှုံးထားတာမျိုးမတွေ့ရသေးဘူးပေါ့နော်ဒီပွဲစဉ်မှာဖွင့်ထားတဲ့ wins back ပေါ့ကြည့်ကြည့်မှဆိုရင်ဘုံမအနိုင်ကို3စာတရီကို3စာ Chelsea အနိုင်ကို2စာတော့ပေးထားတယ်ဗျာဒီတစ်ချိန်လဲကျွန်တော်ဘုံမပဲရွေးချယ်လိုက်ပါတယ်ဘုံမအတင်တာဆက်ပြီးရှုံးမှလာဗျာပွဲရတောက်ဆောက်ရှုံးနေတာဆိုတော့ကြည့်ရ ဒါ၅ချိန်ရှိပြီပေါ့နော်ဒါ၆ချိန်မြောက်ဒါဘုံမောက်အတင်နဲ့ပိုတင်းတူစကောယက်စ်ကိုဖိုးဖို့အကြံပေးခြင်းပါတယ်တကယ်လို့အစင်မပြင်းလဲပယ်လိုက်ပေါ့နော်ပွဲတွေအများကြီးရှိတယ်ကိုစိတ်တိုင်းကြထိုးပေါ့နော်နောက်တစ်ပွဲကလည်းဒါစပါနဲ့ဘရန်ဖိုးရဲ့ပွဲလင်းရွေးချယ်ထားပါတယ်စပါတဲ့က level 39ပေါင်းချင်းနှလုံး60ပဲပြီးထားတယ်ပေါ့နော် စပါတဲ့ကတော့ဇေယျနေထားမှကြည့်မယ်ဆိုရင်စပါအစင်ဆက်တဲ့ brand flow အစင်ဆက်တုံးဒီနဲ့တင်ကြရမှာအမကအတူတူပဲ brand flow တိုက်စက်က22ကိုပေးကို22ကိုစပါကတိုက်စက်က23ကိုပေးကို18ကိုပေါ့နော်ခံစစ်တွေမကောင်းဘူးခံစစ်တွေတော်တော်ဆိုးတယ်နဲ့တင်လောစပါအတင်းကတော့အိမ်ဝင်လည်းတော်တော်ဆိုးပါတယ်နိုင်ဘွက်တပွဲပဲရှိရဗန်လေးကိုနိုင်ထားတဲ့ပွဲစဉ်နေပေါ့နော်တိုက်စက်ကတော့အလုပ်ဖြစ်တယ်တွေ့ရတယ်တိုက်စက်ကတော့ဒါအိမ်ဝင်ပွဲစဉ်မှာ ဒါဘူးကိုကိုတွင်းနဲ့ပီလာကိုတွင်းနဲ့မိုင်းကိုကိုတွင်းနဲ့ဖူဟန်ကိုတွင်းနဲ့ပေါ့နော်ဒါနိုင်ထားတာဒီတပွဲတည်းရှိတယ်အဝေးခွင့်ကြတော့သူကကောင်းတယ်ပေါ့နော်အဘရန်ဖူကလည်းအဝေးခွင့်ညနဲ့အတင်းထဲမှာပါတယ်ပေါ့နော်ညနဲ့ညနဲ့အတင်းနဲ့တွေ့တယ်ပေါ့ဗျာဘရန်ဖူကနောက်ဆုံးအဝေးခွင့်၃ဘွဲ့ဆက်လဲရှုံးထားတယ်ဒါ၄ဘွဲ့ဆက်ရှုံးအောင်မလာတာအေးကြမလားပေါ့နော်ဒါလေးတစ်ချက်ထက်စင်လာဖို့လိုတယ်။ရင်းနှောင်းကဒါ head to head ကြီးမှဆိုလို့ရှိရင်တော့စပါတဲ့ရပဲ။ဒါအများအားအသာစီးတွေယူထားတာတွေ့ရတယ်ပေါ့နော်။ ဒီပွဲစဉ်မှာဖွင့်ထားတာတော့ Winsway ပေါ့ချီကိုကြည့်မယ်ဆိုလို့ရှိရင် Spa နိုင်ကို2.3တရီကို3.5နဲ့ Brandford နိုင်ကို3စားတော့ပေးထားတယ် Spa တဲ့ရလည်းဒီပွဲစဉ်ပြီးရင် Champion League ပွဲစဉ်လည်းကစားရမယ်ပေါ့နော်ဒါ Champion League ဘက်ကလည်းအာရုံစိုက်ထားတယ်နဲ့တူပါတယ်ဒါအင်ခွဲမှာ Slavia Prague ဒီပွဲကနိုင်အောင်ကာမဖြစ်မယ်ပေါ့နော်ဆိုတော့ဒီနှစ်ပွဲတည်းကတပွဲကတော့ချော်မလို့ထင်တယ်ဗျဒီပွဲစဉ်မှာ Boating to score yes စိုက်တယ်ပြီးရင် Brandford body စိုက်ပါတယ်ကျွန်တော်ကတော့ နောက်ထပ်တစ်ပွဲကတော့ Evadana Forest တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်ဒါ Evadana အတန်း level 5ကကိုပေါင်းကြီးနှလုံး80ဆိုမှပြီးထားတယ်ပေါ့နော်အဲ့ဘာတဲ့အဆင့်10 forest ကအဆင့်16ဒီနဲ့တင်ကြရဲမှာရမက6မှတ်กว่าတယ်ဗောနော်တင်လုံး minus 1ထွက်ထားတာတွေ့ရတယ်အဲ့ဘာကန်တင်ရတော့အဓိကခံစိတ်ကအာကိုပြီးဆော့တယ်ဗောနော်တောင်မှနေအာကိုပြီးဆော့တယ်အဲ့ဘာကန်တင်ဖြစ်ပါတယ်အဲ့ဘာကန်တင်ရအင်ကွင်းဝဲစင်ကိုကြည့်မယ်ဆိုလို့ရှိရင်တော့အင်ကွင်းနေမှာဆိုလို့ရှိရင် လူနိုင်ထားတာကတော့ဒါသုံးပွဲနိုင်ပေါ့နော်နှစ်ပွဲတည်နှစ်ပွဲရှင်လက်ရှိကာရာဖောင်၅ပွဲအင်ကွင်းကိုပဲကြည့်မယ်ဆိုရင်လည်းမဆိုးပါဘူးအဲ့လောက်ထိဆိုးဆိုးဝါးဝါးဖြစ်နေတာတော့မဟုတ်ဘူးပေါ့နော်ဂိုးတွေကတော့တိုက်စစ်တွေရရတာတော့တွေ့ရတယ်အပရီးမီးယားလိဒါနောက်ဆုံး၅ပွဲမှာဆိုရင်လည်းသူတို့သုံးပွဲနိုင်ပြီးတပွဲတည်တပွဲပဲဒါနျူကာဆယ်ကိုရှုံးထားတယ်ပေါ့နော်အဲ့ဒီ၅ဘွဲမှာဆို၄ဘွဲတတိယဂိုးအောက်တီကြထားဆန်နလန်တေးဖူဟန်နိုင်တယ်မိုင်းကိုနိုင်တယ် ဒါဘုံမကွန်နိုင်နေနိုင်တဲ့ဘွဲတွေကဒါအဝေးဝင်းဘွဲနဲ့ပွဲတော်ပါတယ်ပေါ့နော်ဝူးဖ်ကိုကြည့်မှဆိုရင်ဝူးဖ်ရဲ့လက်ရှိကာရာဖောင်ပေါ့နော်ကာရာဖောင်၅ဘွဲဆိုရင်၃ဘွဲနိုင်တဲ့ဘွဲတွေတွေဘွဲရှုံသူကလည်းဒါဆော့ထားတဲ့ဘွဲတွေကမဆိုးပါဘူးနော်တော်တော်လေးကောင်းပါတယ်ဒီဘွဲတွေပြီးလို့ရှိရင်ဒါ forest အတင်းကိုကြည့်မှဆိုရင်လည်းသူဆော့ထားတဲ့နောက်ဆုံး၅ဘွဲပေါ့နော်ဒါကာရာဖောင်၃ဘွဲနိုင်တဲ့ဘွဲတွေတွေဘွဲပဲရှုံထားတယ်မဆိုးဘူးပေါ့နော်ဒီလန်တာ ီပွဲစဉ်ပြီးလို့ရှိရင် forest setting ကလည်းဒါ utrack နဲ့ away win ပေါ့နော်ဒါကစားရဖို့ရှိတယ် europa league ပွဲစဉ်ပေါ့နော်ဆိုတော့အရင်တော့တွေ့ခဲ့တဲ့ head to head တွေကိုကြည့်မယ်ဆိုလို့ရှိရင် everton အတင်းကပဲဒါဒါသီးရထားမျိုးတွေတွေ့ရတယ်တောက်လျှောက်ကူအောက်တရာ၄ခေါက်ဆက်တိုက်ကြာထားတယ်တွေ့ရတယ်ပေါ့နော်ဒီပွဲစဉ်မှာဖွင့်ထားတာကတော့ဒါ everton အနိုင်ကို3.2 forest အနိုင်ကို3.6ပေါ့နော် ဒီပွဲစဉ်မှာဂိုးပေါင်းအောင်နဲ့နော်တန် Forest Body တရည်ဓမ္မတော့မျောလင်းပါတယ်။နောက်ထပ်တပွဲကတော့ဒါနောက်ကျပွဲဖြစ်ပါတယ်။မြန်မာစာနာရှင်ဆက်နိုင်မှာကစားမဲ့ Leeds United နဲ့ Liverpool ရဲ့ပွဲစဉ်ဖြစ်ပါတယ်။ Liverpool အသင်းကတလုံး80နိုင်ဂိုးပေါင်းကြီး360စားစမ်းပေးထားတယ်ပေါ့နော်။ဒါ Leeds United ကတော့ဒါကြားရမှာ Chelsea ကိုပြပြသားသားအနိုင်ယူထားတယ်ပေါ့နော်။ Liverpool အဆင့်ကို Leeds ကအဆင့်7 လီဗာပူးအသင်းဒီနေ့တော်တော်လေးဆိုးတယ်နော်အချင်းနေတော်တော်ဆိုးတယ်လေယူနိုက်တက်အင်ဝင်းမဆိုးဘူးအင်ဝင်းပွဲစဉ်နေပြီးကြည့်မယ်ဆိုရင်၃ပွဲနိုင်၂ပွဲသေး၂ပွဲတည်းရှုံးထားတယ်တိုက်စစ်ကလည်းပွဲတိုင်းလိုလိုဂိုးတွေရတယ်ဗောနော်ချဲစီရောဘီလာရောဝက်စ်ဟမ်စပါနောက်ပြီးတော့ဘုံမောက်ဗောနော်နျူကာဆယ်ကိုတည်ရီဆော့ထားတယ်အင်ဝင်းမှာတော့တော်တော်လေးကောင်းပါတယ်နော်ဒါလီဗာပူးအသင်းကဒီပွဲစဉ်ပြီးရင်အရေးကြီးတဲ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့အင်တာမီလာနဲ့အဝေးကွင်းလမ်းကမ်းရဲ့ရှေ့ဆော့ အားကြောင့်ဝင်တူပါတယ်လီဗာပူးကတလုံး80နိုင်တောင်မှကျွေးထားတယ်ဗောနောအများကြီးပေးထားတယ်လီဗာပူးရဲ့လက်ရှိကာရဖောင် ကြည့်မှဆိုရင်တိတ်အားရစရာမကောင်းဘူးတပွဲနိုင်တပွဲသေး3ပွဲရှုံးတစ်ဖက်ကလီဒ်ယူနိုက်တက်ရဲ့လက်ရှိကာရဖောင်ကြည့်ကြည့်ဗောနောတပွဲနိုင်4ပွဲရှုံးဒါမှလီဒ်ယူနိုက်တက်ကတိုက်ဖစ်ကောင်းနေကြခံစစ်တာညံ့တာနောက်ဆုံးဒါ6ပွဲ39ပွဲတွေလည်းကြာထားတယ်ဗောနောအဲဒါကြောင့်3060နိုင်ပေးထားတယ်နဲ့တူပါတယ် ဝိုင်းစမပေါက်ကြီးမျိုးကြီးမှဆိုလို့ရှင်ဒီအနိုင်ကို3.8ဒေကို၄စလီဘာပူးအနိုင်ကို180ပေးထားတယ်ပေါ့နော်လီဘာပူးကလူချံပြီးလဲဆော့လာနိုင်တယ်ကျွန်တော်ညီကိုလိုင်းနဲ့လေးတစ်ချက်သတိထားပါပေါ့နော်ပရီးမီးယားလေးတစ်ဆိုင်ချန်ပီယံလေးပါအယုံရောက်မလားမသိဘူးဒါပေမဲ့ချန်ပီယံလေးမှာဇေယျမှာကြီးလိုက်မှာဆိုလဲနိုင်ပွဲတွေကတော့အနည်းဆုံးလိုအပ်နေတယ်ပေါ့နော်ဒီဘက်မှာကျွန်တော်ဘိုတင်းတူစကောယက်စိုက်တယ်ပြီးရင်လစ်ယူနိုက်တက်ဘော်ဒီအင်ရှင်တင်းစိုက်ပါတယ် ောက်ထပ်တစ်ပွဲအီတလီစီးရီးအအသေးနဲ့ရွေးချယ်ထားတယ်ပေါ့နော်အီတလီစီးရီးဒါများများဆက်စားတော့မဟုတ်ပါဘူးအီတလီစီးရီးမှာဆိုရင်ကျွန်တော်အင်တာနက်ကိုမိုးရဲ့ဒါ7နိုင်ထိုင်းစံတာ7နိုင်မြန်မာစံတာ7နိုင်ကွဲအင်တာတလုံးတေကိုပေါင်းကြည့်တလုံး60နိုင်ဆိုမှပေးထားတယ်ပေါ့နော်အင်တာမီလန်အဆင့်3ကိုမိုးအဆင့်5ကိုမိုးကလည်းမဆိုးပါဘူးနော်ဒီနေ့အကူမူအတင်းရတယ်တော်တော်လေးကိုခြေစွမ်းပြထားတာတွေ့ရတယ် အင်တာမီလန်အင်ဝဲမှာဆိုရင်တော့ဒါကျွန်တော်ထင်တယ်နှစ်ပွဲရှုံးထားတဲ့ဥဒင်းနဲ့အဲ AC မီလန်ရှုံးထားတဲ့ဂျန်နယ်ပွဲတွေအားလုံးကတော့သူကနိုင်ထားတယ်ကိုမိုအတင်းကလည်းဝီဝဲမှာတပွဲရှုံးထားတယ်ဘလော့ညာ1ဒီပေါ့နော်အဲ့တော့တွေ့ခဲ့တဲ့ head to head တွေကြည့်မှဆိုလို့ရှိရင်အင်တာမီလန်ပဲအသာစီးတဲ့၄ချိန်လုံးရထားတယ်ဒီနေ့ကတော့ကိုမိုသတိထားမယ်ဒီနေ့မှပါတယ်ဒိုင်ယာနဲ့ပွဲပယ်တွေကိုကြည့်မှဆိုလို့ရှိရင်တော့အင်တာမီလန်ဘက်မှာလည်းဒိုင်ယာလေးကင်းစင်တာတွေ့ရတယ်ပေါ့နော် မိုင်းဆွဲပေါက်ကြီးမှာတော့အင်တာနိုင်ကိုပြန်90တရီကို၄ဆပုံမအနိုင်ကို6ဆပြထားရဗျာကျွန်တော်ဒီပွဲစဉ်မှာကိုမူနဲ့ကိုအောက်ကြိုက်ပါတယ်နောက်တော့ဝဲကလည်းဒါဂျယ်လီစီးရီး8ထဲမှာပဲဖြစ်တယ်ဗီရိုနာနဲ့အတ္တလန်တာပေါ့နော်ဗီရိုနာအတင်းအတ္တလန်တာအတင်းကတလုံး35နိုင်ကိုပေါင်းချင်းနှလုံး40ရှုံးပေါ့နော်ဒါအတ္တလန်တာအတင်းကလည်းဥရောပပွဲစဉ်နဲ့ကမ်ဘိုရှိတယ်အင်တာမီလန်နဲ့အတူတူပါပဲ ဒါအတလန်တာအဆင့်ဆက်နဲ့ဗီရိုနာအဆင့်20ဒီနေ့ကဗီရိုနာတော်တော်လေးဆိုးတယ်ပေါ့နော်ဗီရိုနာရဲ့အိမ်ကွင်းကာရာဖောင်၅ဘွဲကြီးလိုက်မှာဒါတပွဲတည်းလေးဘွဲရှုံးဒီလေးဘွဲမှာလေးဘွဲလုံးဂိုးတွေရထားတယ်ပေါ့နော်အတလန်တာအတင်းရလက်ရှိကာရာဖောင်၅ဘွဲကိုကြည့်မှဆိုရင်၃ဘွဲနိုင်တဲ့ဘွဲရှုံးတိတ်တော့ဟိုမှာဖြစ်ဘူးပေါ့နော်တတိတော့ထားရမယ်အတူဟတ်တရားတော့ဒါအတလန်တာအများန်းတာတယ်ပေါ့နော်ဂိုးဘော်တွေလည်းအများန်းကြတယ်ဒီနှစ်တင်းတွေ့တယ် ဝိုင်းစပက်ပေါက်ကြီးမှာတော့ဗီရိုနာအနိုင်ကို50တရီကို40ဆအတလန်တာအနိုင်ကို60ကျွန်တော်ဒါအတလန်တာဘော်ဒီတချောင်းထဲပဲယူလိုက်ပြီဗျာနော်နောက်ထပ်ပွဲစဉ်ကတော့ဒါဂျမန်ဘွန်နက်စလီကာဖြစ်ပါတယ်ဂျမန်ဘွန်နက်စလီကာလည်းယူချက်ထားပါတယ်ဟန်ဒိုင်းနဲ့ဖရိုင်ဘက်တို့ရဲ့ပွဲစဉ်ဒါဖရိုင်ဘက်က level 90ရှင်ကိုပေါင်းချင်းနှလုံး60ရှုံးပေးထားတယ်ဗောနော်ဖရိုင်ဘက်အတင်းကတော့ဒါဒီပွဲပြီးလို့ရှင်ဥရောပပွဲစဉ်ကံဖို့ရှိတယ်ဖရိုင်ဘက်အဆင့်6ဟန်ဒိုင်းကအဆင့်16 တဟန္တဟန်ကတော့အင်ကွင်းဒါပြီးရတဲ့ဒါတပတ်ကဒါအင်ကွင်းမှာ union ပါလင်းဟန္တဟန်ကတော့ပြီးရတဲ့အပတ်ကဘောနော်ဒါ union ပါလင်းကွဲမှာ21နဲ့ဘောနော်ဝင်းကွင်းမှာ21နဲ့နိုင်ထားတွေ့ရတယ်အင်ကွင်းပွဲစဉ်တွေမှာဒါပြီးဆော့ထားတဲ့၅ပွဲကိုကြည့်မယ်ဆိုရင်တပွဲနိုင်နှစ်ပွဲသိရင်နှစ်ပွဲရှုံးဘောနော်အင်ကွင်းတွေမှာတော့နည်းနည်းလေးသိုးပါဘူးနော်ဆော့တာတစ်ဖက်က frame back အသင်းကတော့တော်တော်လေးပြင်မနေလောက်ဘူးဘောနော်ဒီ channel လာပိုင်းထဲမှာနှစ်ပွဲရှိပြီဗျာ mice ကို4ဇီးနဲ့နိုင်တယ် hamster ကိုဒါ focal မှာ2ဇီးနဲ့နိုင်တယ်ဒီပွဲမှာလာသိမလားတော့မသိဘူးဒါပြီးလို့ရှိရင် rb server နဲ့ england ကစားမှုရှိရပါတော့ဒါ level 90ရှုံးတာမှဒါကြောင့်ပြီးထားတာနဲ့တွေ့ပါတယ်ဘယ်တော့ဒါဒီထားဖို့လိုတယ်ဒါ wine swap ပေါက်ကြီးမှာဆိုရင်ဟန်တိုင်းအနိုင်ကို3စတေးကိုလည်း3စဒါ prime bet အနိုင်ကိုပြန်ခုဆက်ပြီးထားတယ်ဗျာကျွန်တော်ဘလိုဘန်းနေနေဒီပွဲဆက်မှာ hand hand ကိုအရေးဆုံးပြီးရွေးချယ်လိုက်ပါတယ်နော် နိုင်မသိဘူးလို့ပဲထင်တယ်ဘာလို့ပင်ဘိုတင်းနီစကောယက်ကိုထူးချီပေါ့ဗျာနောက်ထပ်တစ်ပွဲကတော့အော့စပန်နဲ့လီဗာကူစင်ပေါ့နော်လီဗာကူစင်တလုံး90နဲ့ဂိုးပေါင်းကြီး3လုံးတည်ရည်လီဗာကူစင်အဆင့်၄အော့စပန်အဆင့်7ဒါလည်းမြန်မာစံတော်ချိန်9နိုင်မှာကစားမဲ့ပွဲစဉ်ဖြစ်ပါတယ်ဒါအော့စပန်ကတော့အင်ဝင်ပွဲစဉ်ဒီမှာလည်းအလောက်ထိရလကောင်းနေထွက်ထားတာတော့မတွေ့ရဘူးသူဆော့ထားတဲ့အင်ဝင်9ဝင်မှာဆို9.9ပွဲရှုံး <laughs> နောက်ဆုံးကားပေါင်း၅ဘွဲ့ကြည့်မယ်ဆိုရင်တပွဲနိုင်၄ဘွဲ့ရှုံးပေါ့နော်ဒီမှာကုစင်ရဲ့လက်ရှိကားပေါင်းကြည့်မယ်ဆိုလို့ရှိရင်တော့၃ဘွဲ့နိုင်၄ဘွဲ့ရှုံးအဝေးကွင်းကိုကြည့်မယ်ဆိုရင်တော့အဝေးကွင်းမှာ၃ဘွဲ့နိုင်၄ဘွဲ့တိ၄ဘွဲ့ရှုံးမဆိုးပေါ့နော်လီဗာကူစင်ကလီဗာကူစင်ကတော့ဒါချန်ပီယံလိလက်ကစားဖို့ရှိတယ်ပေါ့နော်ပြီးရင်သူတို့ဒါပိုကယ်ကပ်မှာလည်းဒေါမွန်1-9ထားတယ် အဒီပွဲစဉ်ကတော့လီဗာကူဆင်နိုင်မယ်ဆိုနိုင်လို့ရတယ်ပေါ့နော်ဒီပွဲပြင်ပြီးလို့ရှင်နျူကာဆယ်နဲ့ချန်ပီယံလိပွဲဆက်ကစားဖို့လည်းရှိတဲ့အတွက်ဒီပွဲစဉ်တွေကိုနိုင်ထားနိုင်မယ်ဆိုလို့ရှင်တော့မဆိုးဘူးပေါ့နော်ဒီနှစ်တင်းကြားထဲမှာလည်းကွာခြားမှုတွေရှိနေတယ်။အော်စဘက်နိုင်ကိုဒါလေးစားတရီကိုလေးစားနဲ့ဒါကူဆင်လီဗာကူဆင်နိုင်ကိုပြား80ပေးထားတယ်ကျွန်တော်လီဗာကူဆင်ဘော်ဒီပဲရွေးချယ်လိုက်တယ်ပင်ကူပေါင်းအောက်ကိုကြိုက်ပါတယ်။အဲကျွန်တော်ရွေးချယ်ထားတာအလာဘတ်နဲ့ဆူစီဒက်တို့ပွဲစဉ်ပေါ့နော် ဒီပွဲစဉ်ကတော့ဒါအလာဘက်အသင်းကတက်ပေးထားတယ်ကိုပေါင်းချင်းနှလုံး20ရှုံးပေးထားတယ်အလာဘက်ကအဆင့်14ဆိုစီတက်ကအဆင့်30ဒီအခုဆိုစီတက်အသင်းကဒီနောက်ပိုင်းတော်တော်လေးကောင်းလာတာတွေ့ရတယ်ပေါ့နော်ဆိုစီတက်အသင်းရဲ့လက်ရှိကာရဖောင်၅ဘွေကြီးမှဆိုလို့ရှိရင်တော့ဒါ၃ဘွေနိုင်တစ်ဘွေတည်းတစ်ဘွေရှုံးထားတယ်ပေါ့နော်ဒါကအလာဘက်အသင်းရဲ့ကာရဖောင်ကြီးမှဆိုရင်၅ဘွေနိုင်၃ဘွေရှုံး င်တော့တွေ့ဆုံခဲ့တဲ့ head to head ကိုကြည့်မှဆိုရင်လည်းဒါအလားပဲအသင်းကပဲတာသီးတွေရထားတာတွေ့ရတယ်။ wins web ပေါက်ကြီးမှာဆိုလို့ရှိရင်အရှင်အသင်းနိုင်ကို2.8တေးကို2.9တဲ့ပေးထားတယ်ဆိုတော့2.8ပဲရမှာပေါ့နော်2.8ဆိုတော့ engine နဲ့အသင်းနိုင်ပေါ့ဗျာ။ဒါကျွန်တော် sucidian နဲ့ botin score yes ໃຊ້ပါတယ်။အပွဲတွေကကျွန်တော်လိုရင်းပဲပြောပြမှာနော်ဗီဒီယိုက16မိနစ်ရှိလာပြီဆိုတော့ကျွန်တော်နှစ်ပုတ်တော့မခွဲပြီးမလုပ်တပုတ်ထဲနဲ့အပြတ်လောက်ရမှာဆိုတော့ဒါမှမဟုတ်အလောက်ကရှိသေးတယ်ဆိုတော့လေ နောက်တစ်ပွဲကလည်းဒါ Real Betis နဲ့ Barcelona ဒါနှစ်သင်းလုံး Roba Puerica မျိုးရှိတယ်။ဒါ Barcelona ကပေးထားတာကတော့တလုံး90နိုင်နဲ့ကိုပေါင်းကြီးတောင်းလုံး20ရှုံး။ Barca အဆင့်1 Betis အဆင့်5 Barca ရှုံးလို့လုံးဝမဖြစ်ဘူးဖြစ်တဲ့နည်းနဲ့နိုင်အောင်ကံမိုးလို့တယ်။ဒါ Betis ကတော့လက်ရှိကာရာဖောင်ကြီးနဲ့ကြောက်ခမန်းတိတိပေါ့နော်၅ပွဲကိုကြည့်လိုက်၃ပွဲနိုင်၅ပွဲတည်းနောက်ဆုံး၃ပွဲလုံးနိုင်ထားတယ်ဗျာ U Track CB လား ဒါကိုပါဒရေးမှာလည်းနိုင်ထားတယ်ဗျာဘာစီလိုနာကလည်းအလေးပွင့်နိုင်တပွဲရှုံချဲစီရှုံထားတယ်ပြိုင်ပွဲဆုံး၅ပွဲဘာစီရဲ့အဝေးဝင်းနေကြည့်မယ်ဆိုရင်အဝေးဝင်းနဲ့မဆိုးပါဘူးနော်အဲ့စက်ကဂိုးတွေတော့ရှိတယ်ရှုံထားတာ၅ပွဲရှိတယ်စီဗီလာနဲ့ရီယယ်မက်တစ်ကိုရှုံထားတယ်သိကြတယ်ဒီ၂သင်းရတော့ဂိုးတော့သိကြပေါ့တွဲမှာ၂သင်းလောက်အရင်တော့ head to head တွေကြီးမှဆိုလို့ရှိရင်တော့ဒါတရီတပွဲကြာထားတယ်ဘက်တစ်ကွင်းမှာဘာစီကွင်းမှာတော့ဘာစီနိုင်ထားတာတွေ့ရတယ်ပေါ့နော် မိုင်းဆွဲပေါက်ကြီးမှာတော့ဘက်တက်အနိုင်ကို၄စတေးကို၅စဘာစီအနိုင်ကိုပြ80ကျွန်တော်ဘိုတင်တူစကွာယက်စ်နဲ့ဘာစီလိုနာဘော်ဒီမိချဲလိုက်ပါတယ်ဘာစီနိုင်ဖို့လူပဲပေါ့နော်ခက်တော့တာအခက်ခဲမှာတည်ရတပေါက်လည်းဖြစ်နိုင်ပါလေဒီပွဲလေးခက်တော့ခက်ခဲတယ်ဘယ်တော့မလွယ်ပေါ့နော်ထတပွဲကဒါနန်တက်စ်နဲ့လန်စ်တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်ဒီပွဲစဉ်ကလူရင်းတူရှင်းပြောမှာပေါ့နော်ဒါမြန်မာဆန်တော်ချင်းစင်နိုင်ပွဲမှာကစားမယ်ပွဲစဉ်15ဖြစ်တယ် လန်စကတ်စင်တီနန်ဒက်စကတ်စင်စချောက်ဘောနော်ဒါလန်စအတင်းရဲ့လက်ရှိကာရာဖောင်ကတော့တော်တော်လေးကောင်းတယ်ဒီဆိုထားတဲ့၅ဘွဲမှာ၄ဘွဲနိုင်တဲ့ဘွဲရှုံးနန်ဒက်စအတင်းကတော့နဘွဲတည်၃ဘွဲရှုံးဘောနော်ဒီဘွဲထဲမှာဖွင့်ထားတာကတော့အင်းရှင်အတင်းအနိုင်ကို၅ဆတည်ကို၄ဆလန်စအနိုင်ကိုပြ80ပြေးထားပါတယ် ဒါ lens body တကြောင်းတည်းပဲရွေးချယ်လိုက်ပါနော်ဒီပွဲစဉ် lens အတင်ကြိုက်တယ်နောက်ထပ်တစ်ပွဲကဒါ PSG နဲ့ Reno ရဲ့ပွဲစဉ်ဖြစ်ပါတယ် PSG အတင်ကနှလုံး80နိုင်တော်တော်ပြင်းနေဗျ PSG PSG ရဲ့ချန်ပီယံနဲ့တိတ်အားအားဆိုင်စရာမလိုဘူးလေနော်သူကဇာတ်ထိတ်မှရှိရဆိုတော့ဒီပွဲကိုဒါအာယုံဆိုင်ဖို့လိုတယ်ဘာဖြစ်လို့လဲဆိုတော့သူ့အပေါ်မှာ lens ရောင်းနေပြီလေအဲ့ဒါကြောင့်မို့လို့သူကလည်းခြေအားခပ်ပြင်းပြင်းပေးထားတာနဲ့သူလဲဒါ ရိုင်းနဲ့အတင်းကလည်းတော်တော်လေးပေါ့နော်အခုကောင်းနေတဲ့သူ short ထားတဲ့14ပွဲမှာဆို6ပွဲနဲ့6ပွဲတည်းနှစ်ပွဲတည်းရှုံးထားတယ်ပေါ့နော် PSG ကအဆင့်နဲ့မှာရမ30နဲ့အဲ့ဒါကြောင့်မို့နဲ့တူပါတယ်ချီအလောက်ကြီးပြင်ထားပေးတယ်ချန်ပီယံလိဂ်ကိုအာယုံတိတ်မဆိုင်ဘူးနဲ့တူပါတယ်ချန်ပီယံလိဂ်ကလည်းဘီလ်ဘာအိုနဲ့ဆိုတော့သူတို့တော်နည်းနည်းလွယ်တယ်လीအထူးရဲ့ကာရာဖောင်ကြီးမယ်ဆိုရင်3ပွဲနိုင်2ပွဲရှုံးရင်းအတင်းကိုကြီးလိုက်မယ်ဆိုလို့ရှိရင်တော့4ပွဲနိုင်2ပွဲတည်ဆိုတော့အဲ့အကြောင်းမို့ ဘင်းအတင်းနဲ့တော်တော်လေးကောင်းတယ်ပေါ့နော်။ဒီတော့တွေးဆောင်ခဲ့တဲ့ပွဲစဉ်တွေမှာတော့ PSC ကပဲအများအားနိုင်နေရတာတွေ့ရတယ်ပေါ့နော်။ Wise Web ပေါက်ကြီးတွေကိုကြည့်မယ်ဆိုရင် PSC အနိုင်ကိုပြ33တရေကို9စရက်ဘင်းအနိုင်ကို6စတော့ပေးထားတယ်။ Boating to score yes rain body ကြိုက်ပါတယ်။ PSC ပြပြသာသာနိုင်မလို့တော့မထင်ဘူးပေါ့နော်။ Rain ရဲ့လက်ရှိကာရဖောင်းတော်တော်လေးကောင်းတယ်ပေါ့နော်။ကျွန်တော် PSC body မကြိုက်ပါဘူး rain body ရွေးချယ်လိုက်ပါတယ်။ နင်းကတော့ဒီလောက်ပါမယ်ပွဲတွေကလည်းတော်တော်လေးများတယ်ပေါ့နော်အချိုက်ချင်းတထထဲမကြောက်ဘူးဆိုရင်လည်းကျွန်တော်ညီကိုပဲပဲနဲ့ပယ်လိုက်ပေါ့ဗျာအဓိကတော့ lineup တွေကြီးဖို့လိုပါတယ်နော်ဒါအတင်းကြီးတွေကတော့အများအားသတိထားဖို့လိုတယ်ဒီလိုမျိုးပွဲကြကာလာရောက်ပြီဆိုရင်ဒါတစ်ပတ်တစ်ပတ်ကိုအများကြီးပေါ့နော်6ပွဲ9ပွဲအဲ့လိုတွေဆွာရတော့တို့လည်းမခံနိုင်ဘူးဗျာကစားသမိုင်းအင်အားတောင်းတဲ့အင်းနေဆိုလို့ရှိရင်နည်းနည်းတော်သေးတာပေါ့နော်ဒါဆိုလို့ရှိရင် PSG ပွဲဆိုကြီးလိုက်လေ 17လပိုင်းမှာ6ပွဲဆော့ထားတယ်ဗျာ6ပွဲဆိုတာနည်းနည်းပွဲမှမဟုတ်တာအဲ့ဒီ6ပွဲမှာသူတို့ကြီးအောင်ထားတာ3ပွဲရှိတယ်17လပိုင်းထဲမှာဟုတ်ဟုတ်ပါပြီအားလုံးပေါင်းပြကြပါပြီကျမ်းမာချမ်းသာကြပါဗျာ